မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့အသက်ရှူမှုကဖြစ်စေတဲ့အကြောင်းရင်းကိုကိုပြပြပေးသွားပါမယ်။အသက်ရှူလိုက်တာရှူလို့မဟုတ်အောင်လို့ခံစားရတယ်။နှာခေါင်းပေါက်ပဲခြင်းနေတယ်လို့လေအပြည့်မရတယ်လို့အောက်ဆီဂျင်မရတယ်လို့ခံစားရတာမျိုးဖြစ်မှုကြတယ်မလား။ဒီတော့အသက်ရှူရင်၅ချိန်မှ၃ချိန်လောက်ကရှက်ရှူရတယ်။သူများမြင်တော့တက်ပြင်းချတယ်ပေါ့။အမကကိုမတယောက်တည်းအသက်ရှူမှုကဖြစ်နေတာပါ။ အဲ့ဒါမှကြောက်ဖြစ်နိုင်လေဗီဒီယိုလေးကိုအခုပဲကြည့်လိုက်ကြရအောင်နော်နံပါတ်၁ပန်းနိုင်ရင်ချက်ပန်းနိုင်ရင်ချက်ကြောက်လေအသက်ရှူမောရတာမျိုးဖြစ်နိုင်ပါတယ်ပန်းနိုင်ရင်ချက်ကြောက်အသက်ရှူလမ်းကြောက်ရုတ်တရက်ကျင်းလာပြီးရောက်ရမ်းလာပါတယ်ဒါကြောင့်အသက်ရှူလိုက်ရင်ရှူအားခက်မယ်တရှိရှိမြင်နေမယ်ချွဲထမယ်ကြက်မယ်ဒါမျိုးတွေခံစားရတာပဲဖြစ်ပါတယ်နံပါတ်၂ကတော့စိုးရိမ်ပူပန်စိတ်ကြောက်ပါကြောက်စိတ်တွေစိုးရိမ်စိတ်တွေခံစားရတဲ့အခါအသက်ရှူအားခက်နိုင်ပါတယ် ပုံမှန်လူဆိုသိပ္ပတနာမရှိပေမယ့်နန္တာရှိအဆုတ်ယောဂရှိနေတယ်ဆိုရင်ပြစ်ထန်သွားနိုင်ပါတယ်ပဏ္ဏယကျရှိနေသူဆိုရင်ရေမတော်တဆမှုလိုမျိုးယုတ်တရစိတ်လှုပ်ရှားမှုကြောင့်လည်းပြဿနာဖြစ်သွားနိုင်ပါတယ်။ကို့မှာဘာယောဂအခမ်းအနားမရှိဘူးဆိုရင်တော့စိတ်လှုပ်ရှားမှုပူပန်မှုကြောင့်အသက်ရှင်မြန်လာပြီးကောင်းမှုတတိလက်တာမျိုးအထိဖြစ်သွားနိုင်ပါတယ်။နံပါတ်3နှလုံးယောဂ နှလုံးရောဂါပြဿနာတွေကြောင့်လည်းအသက်ရှူမောရတာမျိုးဖြစ်နိုင်ပါတယ်။ဥပမာလေကားတက်တာ၊လမ်းလျှောက်တာ၊ပစ္စည်းလေးနည်းနည်းတည်လာတာစတဲ့လွယ်ကူတဲ့အလုပ်တွေမှာတော့မောဟိတာဖြစ်စေနိုင်ပါတယ်။နောက်နံပါတ်၄ရတော့သွေးရနေခြင်းကြောင့်ပါ။ခန္ဓာကိုယ်မှာကျန်းမာတဲ့သွေးနေဦးဆဲတွေမလုံလောက်တဲ့အခါတ िश ူတွေဆီကိုအောက်ဆီဂျင်အလုပ်လောက်မရောက်နိုင်တော့ပါဘူး။သွေးရနေတဲ့အခါလူအားဖြတ်တော့ပြီးပင်မလွယ်မေ၊ခေါင်းမူပြီးအားနေနေမေ ခြေပြန်းနှပြားတွေအေးဆက်ပြီးနှလုံးကုန်မြန်လာနိုင်ပါတယ်။နံပါတ်၅ကာဗိုမိုနောက်ဆိုင်မီကိုကောင်းတိုင်းမီးဖို့အချောက်ခံစားကာမီကိုစားရတွေရနေထွက်လာနိုင်တဲ့အရာမရှိအနှက်မရှိတဲ့ဓာတ်ငွေဖြစ်ပါတယ်။ဒီအခိုးငွေတွေကိုနီလန်းမှန်နဲ့စနစ်တကျမစွန့်ထုတ်ခဲ့ရင်လေထုထဲမှာစုနေပြီးအများကြီးရှူမိပါလိမ့်မယ်။ဒါဆိုရင်သွေးနေဦးဆဲတွေဟာခနာကိုနဲ့အောက်ဆီဂျင်ပေးပို့နိုင်ဖို့ခက်ခဲပါလိမ့်မယ်။ အသက်ရှူမွားဖြစ်မယ်။ခေါင်းမိုးမယ်။အာနဲမယ်။မိမတာဖြစ်မယ်။အမြင်ရုံဝေဝါးပြီးမူလဲတဲ့အထိဖြစ်လာရင်အသက်အလျေပါရှိနိုင်ပါတယ်။နောက်နံပါတ်6ကတော့အဆုတ်ရောင်ယောဂ။အဆုတ်ရောင်ယောဂကြောင့်လည်းအသက်ရှူမွားတာဖြစ်နိုင်ပါတယ်။အဆုတ်မှာရှိတဲ့လေအိတ်လေးတွေကိုဗိုင်းရပ်စ်တွေဘက်တီးရီးယားတွေဝင်တဲ့အခါအရေတွေပြည်လာပြီးအသက်ရှူမှာခက်စီနိုင်ပါတယ်။အသက်တက်ပြီးချောင်းဆိုးနေဆိုပြစ်ခဲတဲ့ချက်တလိတ်တွေထွက်စေနိုင်ပါတယ်။ အဆောက်ရောင်နမိုနီးယားဖြစ်နေတယ်ဆိုပုသက်ဆေးတွေကိုလိုအပ်တယ်လို့ဆီယံဝန်ကညွှန်ကြားပေးပါလိမ့်မယ်။နံပါတ်9ကတော့နာတာရှိအဆုတ်ယောဂါပဲဖြစ်ပါတယ်။နာတာရှိလေးပြိုရောက်ယောဂါလို့လည်းခေါ်ကြပါတယ်။စီးလိတောက်ခြင်းကြောင့်အဖြစ်များတတ်ပါတယ်။ဒီဝေဒနာဖြစ်တဲ့အခါအဆုတ်ထရလေးအိတ်တွေကို ပြက်ကားစေပြီးလေယိုနီးယားရွေ့စီဖို့ခက်ခဲပါလိမ့်မယ်။ဒီလိုကနေအသက်ရှူရတာအဆင်မပြေဖြစ်စေပါတယ်။ရင်ဘတ်ထဲမှာတက်နေတယ်လို့ခံစားရပြီး ချောက်ဆိုးမေတခါတလေတရှိရှိမြင်ခြင်းတွေဖြစ်မေအသက်ရှူမောဟဖြစ်စီတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ဓမ္မတေကြီးကြောင့်ပါသုံးဝမုံဖုံမုံတရိစ္ဆာန်မွေးစားရတွေကို ရှူရှိုင်းမိတဲ့အခါဓမ္မတေကြီးဖြစ်လာနိုင်ပါတယ်တခါတလေမှာဓမ္မတေကြီးကလည်းပဏ္ဏရင်ကျဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ဒါတွေကိုလီရိယကြီးရနိုင်တာမဟုတ်ပါဘူးထိတွေ့မိတာတွေစားမိတဲ့အရာတွေကလည်းရနိုင်ပါတယ် နောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်9ကတော့အဆုတ်သွေးကြောဆုတ်ခြင်းကြောင့်ပါခြေထောက်မှာသွေးကြောပိတ်တာသွေးခဲပိတ်ဆို့တာတွေကအဆုတ်သွေးကြောကိုသွားပိတ်ဆို့စေနိုင်ပြီးသွေးနဲ့ပတ်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ်ဒီလိုပိတ်ဆို့သွားရင်အသက်ရှူတာခက်တယ်နာကျင်ရတယ်တချို့ဆိုခြောက်ဆိုးသွေးပါကြတယ်ပိတ်ဆို့မှုစဖြစ်တဲ့နေရာမှာတော့ရောင်ရမ်းတာပူတာနာကျင်တာတွေရှိတတ်ပါတယ်ဒီလိုအခြေအနေကအသက်နဲ့ဆိုးရရတဲ့အတွက်ဆေးရုံသာပိုတင်ပါတယ်သွေးကျဲဆေးတွေတခြားဆေးဝါးတွေ ဒါမှမဟုတ်ခွဲစိတ်မှုတွေနဲ့ဆီယံဝါလိုအပ်တယ်လို့ကုသပေးပါလိမ့်မယ်။မိမိမှာအသက်ရှူမောရတာအသက်ရှူကျက်နေတာမျိုးကိုမကြာခဏသို့မဟုတ်အချိန်တော်ကြာခံစားရရဲဆိုတိတ်ခံစားမနေပဲယောဂရှောက်ဖွေစစ်ဆေးမှုတွေလှုပ်သွင်းပါလိမ့်မယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးစုံတရားရရှိမယ်ဆိုရင်လက်ရန် share လေးလုပ်ပေးခဲ့ပါအောင်ရှင်။ ဗီဒီယိုတင်နိုင်မြင်သိရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဗီဒီယိုခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးတာယာလက်ပါတွေနှိယများစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်